ဗုဒ္ဓဘာသာဟာကမ္ဘာစတုတ္ထမြောက်အကြီးဆုံးဘာသာတရားဖြစ်ပြီးလူပေါင်းသန်း900ကျော်ယုံကြည်ကိုးကွယ်နေကြပါတယ်။ဒါဆိုရင်ဖြင့်သီးခန့်ခြင်းနဲ့ပညာဉာဏ်ရဲ့သင်္ကေတဖြစ်တဲ့ဒီယူသားတူရဲ့အမခန့်ဘဝနဲ့သူရဲ့တဒနာဟာဘလို့ကြောင့်ဒီလောက်ဩဇာလွှမ်းမိုးလာခဲ့တာလဲ။ဒီဗီဒီယိုကတော့သေတ္တာဂေါရမနောက်ပိုင်းဗုဒ္ဓတမ္မာတမ္မာဗုဒ္ဓဖြစ်လာမဲ့သူရဲ့ထူးခြားတဲ့ဘဝဆက်ကြောင်ကျဉ်းချုပ်ဖော်ပြပေးမှာဖြစ်ပါတယ်။ဗီဒီ900ဆိုအိန္ဒိယမြောက်ပိုင်းဒေသမှာ လူများစုစုဝင်နားထောင်နေတဲ့ကြွာလေးတရာကိုတာနာပြုသူတူရောက်လာပါတယ်။လူငယ်တူကသူ့ကိုလူလင်သူလို့ဆွဆွဲတဲ့အခါဆရာတော်ကအမျက်ဒေါသကိုလက်မခံရင်အဲ့ဒီဒေါသကကိုယ့်ကိုပဲပျော်ရွှင်မှုကင်းစေနိုင်မယ်လို့ဆုံးမတော်မူပါတယ်။ဒီဖြစ်ပျက်ဟာတမ္မာတမ္မာဗုဒ္ဓဖြစ်တော်မူမဲ့သူရဲ့ပထမဆုံးဉာဏ်လင်းဖြစ်ပါတယ်။လုံမဏီမဖွားမြင်တော်မူခဲ့တဲ့မင်းသားတိတ်တသဂေါရမဟာတမိုင်းနဲ့ဒန္နာကြီးကမှအတော်ရှုပ်ထွေးတဲ့ဘဝကိုပိုင်ဆိုင်ထားပါတယ်။ သူဟာတရားထူးသောသူလို့အဓိပ္ပာယ်ရတဲ့ဗုဒ္ဓဆိုတဲ့ဂုဏ်ဥဆောင်နာမည်ကို BC 300စုမှာရရှိခဲ့တာဖြစ်ပါတယ်။မင်းသားတိတ်တတာဟာနန်းတော်ရဲ့ချမ်းသာကြွားမှုတွေကြားမှာကြီးပင်းလာခဲ့ပြီးပြင်မကဘာရဲ့ဆင်းရဲဒုက္ခကိုမသိရှိခဲ့ပါဘူး။ဒါပေမဲ့နန်းတော်အပြင်ကိုပရမအောင်ထွက်တော်မူတဲ့အခါအုံမင်းခြင်း၊နာမကျန်းခြင်း၊တည်ခြင်းစတဲ့အဖြစ်မှန်တွေကိုတွေ့မြင်ခဲ့ရပါတယ်။ဒီနမေကြီးလေးပါးဟာသူ့ရဲ့စိတ်နှလုံးကိုအလွန်ဆုတ်ခတ်စေခဲ့ပြီး ဘဝရဲ့အမတ်တရားကိုရှာဖွေဖို့ကြီးမားသောစိတ်ဝမ်းဆိုင်ရာအကျင့်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒါကြောင့်သူဟာမင်းသားဘဝချမ်းသာကျယ်ဝမှုအားလုံးကိုဆွံ့လွတ်ခဲ့ပါတယ်။ဒီဖြစ်ရပ်ကိုဆွံ့ခြင်းကြီး၅ပါးလို့ခေါ်ပါတယ်။ဂေါရမမင်းသားဟာယသိအဖြစ်ခံယူတော်မူခဲ့ပြီးခန္ဓာကိုယ်ကိုပင်မစေခြင်းပါဝင်ပြင်းထန်တဲ့လေ့ကျင့်များကိုကြိုးစားခဲ့ပါတယ်။သူဟာ18ရက်တိနဲ့ဥရတရက်တိစတဲ့ဆရာများထံမှသူဟာတရားထိုင်တဲ့နည်းလမ်းတွေကိုလည်းသင်ယူခဲ့ပါတယ်။ ဒါပေမဲ့ဒီဆုံးရောက်မှုတွေဟာစင်ငယ်တုတ်ကကိုအဆုံးသက်စေမဲ့လမ်းမှမဟုတ်ဘူးဆိုတာကို သိမြင်တော်မူခဲ့ပါတယ်။နောက်ဆုံးမှာတော့ကိုယ့်ကိုမပင်ပန်းစေရင်စီးစိမ်ကိုမဆွဲလန်းစေတဲ့မဟာလန်းစင်တော်ကိုတွေ့ရှိတော်မူခဲ့ပါတယ်။ဗောရီပင်အောက်မှာ6နှစ်ကြာတရားထိုင်တော်မူခဲ့ပြီးမာနဲ့စိတ်အတွင်းဆန္ဒတန်တရားရဲ့စူလန်းမှုအလုံးကိုတည်ငြိမ်စွာကျော်လွှားနိုင်ခဲ့ပြီးတော့တရားထူးမှုကိုရရှိတော်မူခဲ့ပါတယ်။ ဒီချိန်မှာပဲကဘာမြေကြီးရဲ့မမဲမြံမှုဆန္ဒရဲ့အရင်ခံနဲ့ဆင်းရဲဒုက္ခမှလွတ်မြောက်နေကြကိုနည်းနည်းစွာနားလည်တော်မူခဲ့ပါရယ်။တရားထုံးမှုရရှိပြီးတဲ့နောက်မဟာတက္ကရတရားနဲ့တုံးကူဝါဇူလာပြည်နှင့်စနေနေ့ရဲ့ညနေဘက်အနောက်ဘက်နဲ့နေဝင်ရေးအရှိဘက်၌အတကီနက္ခတ်နဲ့ရှင်လာပြည်ဝန်ပေါ်ထွက်လာတဲ့အချိန်မှာပင်စားဝုကီ၅ပါးကိုဓမ္မစကြာတရားဥကိုဟောကြားတော်မူပါရယ်။တရားဆုံးတိုင်း၁၈ကလေးကုန်သောနတ်ပြမာတို့နဲ့အတူအရှင်ကောင်းစင်နာတော်ကြပန်တည်သွားပါရယ်။ ဝါဆိုလာပြည့်နေ့တရနေ့မှာအရှင်ဝဘနှစ်ရနေ့မှာတော့အရှင်ဗတ္တိယသုံးရနေ့မှာတော့အရှင်မဟာနံလေးရနေ့မှာတော့အရှင်အသက်စီတို့အတီတီတော်ရပန်တည်ကြပါတယ်ဝါဆိုလာပြည့်နေ့ကျော်၅ရနေ့မှာတော့အနန္တလက္ခဏာတုတ်တော်ကိုဟောကြားမှုတဲ့အခါပြင်စာဝုကီ၅ပါးလုံးကယဟန္တာဖြစ်သွားကြပါတယ်ဒီချိန်ခံတရားတော်တွေဟာလူသားတွေရဲ့စင်ရင်ဒုက္ခကိုနားလည်ပြီးလွတ်မြောက်ရေးအတွက်အလွန်ရေးကြီးတဲ့လမ်းညွှန်ချက်လည်းဖြစ်ပါတယ် တန်ဃာရှင်မဲ့အပါ60နဲ့တန်ဃာကိုစတင်တည်ထောင်ခဲ့ပြီးတော့သူ့ရဲ့တရားတော်တွေကိုကဘာအနှံ့ပြန့်နေစီဘူးတပည့်များကိုလည်းညွှန်ကြားတော်မူခဲ့ပါတယ်ဇာတိမျိုးကိုပြန်လည်ကြွမ်းများတော်မူခြင်းမိသားစုဝင်များနဲ့တာသနာအတွင်းသို့ဝင်ရောက်လာခြင်းဒီဝရတို့လိုအတိုင်းဝဲအတွင်းမှာစင်ကုန်းများကိုရဆိုင်ရခြင်းနိုင်ငံရေးပြဿနာများတွင်ငြိမ်းချမ်းရေးကိုဖော်ဆောင်ပေးခြင်းစတဲ့အရာတွေနဲ့အတူဗုဒ္ဓရဲ့ဩဇာလမ်းဝင်မှုကတိုးပွားလာခဲ့ပါတယ်ဖျားရှင်က45ဝပတ်လုံးလူများကိုတရားဓမ္မဟောကြားတော်မူခဲ့ပါတယ်မင်းများနဲ့စင်ရသားများယဟန်လူ နဲ့ပြမအားလုံးတို့ကိုလည်းတရားဟောတော်မူခဲ့ပါတယ်။ဘုရားရှင်ကပါဝံမျိုးစုကြောက်ရွံ့မှုတဲ့ဆင်မှာဗရင်သေးသူနန္ဒလူတန်းနဲ့နောက်ဆုံးဆုံးကိုဖုံးပြီးတော်မူခဲ့ပါတယ်။ဆုံးတော်ဖုံးပြီးတဲ့နောက်မှာဝမ်သွေးသွန်ယောဂစတင်ပေါ်တော်မူလဲဘုရားရှင်ကတမာပက်ပြယောဂကိုထိန်းချုပ်တော်မူကကုသနာယုံမျိုးစုခီးဆက်တော်မူခဲ့ပါတယ်။အလွန်ပင်ပန်းတော်မူသော်လည်းရှင်အနန္ဒကရိခဲ့၍ဆက်ကတ်တော်မူသည်ကိုခံယူတော်မူခဲ့ပါတယ်။ကုသနာယုံမျိုးကိုရောက်တော်မူပြီးအင်ဂျင်ပင်များရဲ့အောက်ကညောင်ဆောင်ပေါ်မှာလှဲလောင်းတော်မူခဲ့ပါတယ်။ ဖះရှင်ရဲ့တည်င်းကိုကြားရသောအခါမာလမင်းများစုဝေးရောက်လာကြပြီးဖះရှင်ပရိနိဗ္ဗာန်စံတော်ဝင်တော်မြီကိုတည်တော်အခါအလွန်ပူဆွေးငိုကြွေးနေကြပါရယ်ဒီချိန်မှာသူဗရာအမည်ရှိပြိပုတူရောက်လာပြီးတော့မိဂုံးများရှောက်ထားရာဖះရှင်ကအရှင်အနန္ဒရဲ့တားဆီးမှုကိုခွင့်မပြုဘဲသူ့ကိုယဟန်ပြုပြီးတော်မူခဲ့ပါရယ်သူကဖះရှင်ရဲ့နောက်ဆုံးတပည့်လည်းဖြစ်တော်မူခဲ့ပါရယ်ဖះရှင်ကယဟန်တော်တွေကို သင်္ခါရတရားတို့သည်ပျက်စီးတတ်ကုန်၏မမိမလျောဂိဥဆိုင်ကြကုန်လောဟုနောက်ဆုံးသောတရားကိုဟောကြားတော်မူခဲ့ပါသည်အဲဒီနောက်မှာအသက်80ရွယ်ဗုဒ္ဓမြတ်စွာဘုရားရှင်ကသုဒ္ဓဆံဝင်စားတော်မူရင်ပြိဋိဘံဆံဝင်တော်မူခဲ့ပါသည်ဒီချိန်မှာမဟာပရိဝီမြေကြီးကပြင်းထန်စွာတုန်လှုပ်ခဲ့ပါသည်ဘုရားရှင်ရဲ့ခန္ဓာကိုယ်ကိုမိသက်ကြိုပြီးနောက်မှာဓာတ်တော်များကိုခွဲဝေကြပါသည်ပထမဗုဒ္ဓတန်ခါမဟာစီဝိရိမှာလည်းတရားတော်များကိုလည်းစူးစီးခဲ့ကြပါတယ်။ဗုဒ္ဓရဲ့တရားတော်တွေကနောက်ပိုင်းမှာလည်းဆက်လက်တည်ရှိနေပြီးကဘာနဲ့ဗုဒ္ဓဘာသာအဖြစ်ပြန့်နှံ့နေခဲ့ပါတယ်။ ဒီငွေဆက်ခံမှုကဒီနေ့အထိကမ္ဘာလူဦးရေတန်ပေါင်း900ကျော်ကိုစိတ်ပန်းဆိုင်ရာငြိမ်းချမ်းရေးနဲ့အမှန်တရားစီကိုလမ်းညွှန်ပေးလျက်ရှိပါတယ်။အနည်းချုပ်ကတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ဘဝခီးတော်ကိုလှင်မြန်စွာနားလည်စေဖို့ရည်ရွယ်ပါတယ်။ဗုဒ္ဓရဲ့တစ္ဆာ၄ပါးတရားနဲ့မကင်ရှင်ပါကဲ့သို့သောတရားတော်တွေကယနေ့ခေတ်ကမ္ဘာလောကီရေးရများရဲ့စိုးရိမ်ပုံမှန်မှုများနဲ့ရင်ဆိုင်ဖြည့်ရှင်းရမှာလည်းအထောက်အကူပြုပါတယ်။ဘုရားရှင်ရဲ့တရားတော်တွေနဲ့ဘဝအနိတ္တတရားတွေကကျွန်တော်တို့ကိုဘလို့ဥညီပေးလဲဆိုတာကော ကွန်မန့်လေးမှာတော့မျှဝေပေးခဲ့ပါဦးခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်တွေ့ကြပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်